ကျွန်တော်အာအာဒီနိုင်ငံရေးပိုင်းဆိုင်ရာကဏ္ဍတွေပေါ့နော်သူတစ်ဖြစ် NUG NUCC တို့ကိစ္စတွေကိုဦးတည်ပြီးတော့ပြောမယ်ဆိုတဲ့အခါမှာဟောကျွန်တော်အနေနဲ့အချိန်များကြီးယူရဲစဉ်းစားရဲသုံးသပ်တယ်နောက်တစ်ခါအာအချက်လက်တွေလည်းရှိပါတယ်တော်တော် ချက်လက်နဲ့စကားပြောရအကိုဟိုလူအများစုလည်းတော်သဘောကျတယ်ပေါ့နော်သို့တော်ကျွန်တော်အနေနဲ့ကဒီအချက်လက်ဒီနဲ့အတူစကားပြောဆိုတဲ့အပိုင်းတွေကရှိမှဟိုကျွန်တော်ထပ်ပို့ပြီးတော့မှထူးထွန်ပြောင်းမြောက်တဲ့သူတွေပေါ့နော်ဟိုအများကြီးပြောဆိုပြီးပါပြီဟိုအချိန်နဲ့တပြေးညီကို ထောက်ပြကြတာတွေရှိပါတယ်ပညာရှင်တွေ အားလုံးကအစပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကဒီအနှစ်တောင်ရအပိုင်းကိုပဲစဉ်းတွေးချင်တာဖြစ်ပါတယ်ဟိုအချက်လက်တွေထက်ပေါ့နော်အနှစ်တောင်ရအပိုင်းကိုပို့ပြီးတော့ဦးစားပေးပြီးတော့စဉ်းတွေးချင်တာဖြစ်ပါတယ်အာသို့တော့ဒီလိုစဉ်းတွေးတဲ့နေရာမှာလည်းပေါ့နော်ဟိုသူတို့ကလုံးမလုံးဘူးလားဆိုတော့အာလုံးပါတယ်လုံးတယ်လို့ပြောရမယ်ပေါ့နော်ဟိုသို့တော့ ထိထိရောက်မဖြစ်တာကဟိုတခုကလွယ်လို့ရှိရင်ပေါ့နော်ဟိုအလုံးမလုံးဘူးလားဆိုတော့လုတ်ပါတယ်ဒါကြောင့်မလို့အလုံးလုံးနေတဲ့သူတွေကိုဟိုထိခိုင်းနေတာစီတာတွေမဖြစ်စေချင်ဘူးနောက်တစ်ခုကအဓိကကသူတို့ထပ်ပို့ပြီးတော့အရေးကြီးတာကပြည်သူလူထုဖြစ်တယ်ကျွန်တော်တို့ရှေ့တန်းမှာရှိနေတဲ့ရေပေါ်လူငယ်ပေါင်းမယ်လေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကအာဒီစိတ်လေးချက်တွေကို စဉ်းစားအုပ်ပတ်တဲ့အခါမှာဆင်ခြင်တဲ့အခါမှာပေါ့နော်ကိုတိုင်ကြုံတွေ့မျက်မြင်ကိုတွေ့ကြုံတွေ့တဲ့ကိုတွေ့ပေါ့နော်ကိုတွေ့ပုံမှာခြေခံပြီးတော့နှစ်တာရအရာဆွေးနွေးခြင်းဖြစ်ပါတယ်လို့ရှေးဦးစွာပြောချင်ပါတယ်အာရှေးကဗီဒီယိုတွေထဲမှာပြောခဲ့တယ်လို့ပဲပေါ့နော်ကျွန်တော်အနေနဲ့ဘယ်ပုဂ္ဂိုလ်တစ်စုံတစ်ဦးရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာမရှိတယ်လို့အာကျွန်တော်အနေနဲ့ဒီဘယ်အဖွဲ့အစည်းအစုအဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုဩစာလွှမ်းမှုကနေဒီဗီဒီယိုတွေကိုလောက်တာမဟုတ်ဘူးကျွန်တော်တူဒီရဲ့ကိုပိုင်သဘောထားစံတော်နဲ့ကိုပိုင်တာဝင်တည်တတ်မှုပေါ့နော်တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့အတူပြည်သူလူထုအပေါ်မှာကိုပိုင်အတိတ်တရားနဲ့စီစဉ်အတင်ပြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါကျွန်တော်ရဲ့အမူအရင်း အာပေါ်ဆစ်စစ်တွေဖြစ်ပါတယ်တကယ်ကို authentic အအနှစ်သာရဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုရှေးဦးစွာပြောကြားချင်ပါတယ်အဒါကြောင့်မလို့ဒီဒီဗီဒီယိုတွေကနေပြောရဲဟိုအရာတွေဟာပြည်သူလူထုအတွက်တကယ်အကျိုးရှိမယ်ဆိုလို့ရှိရင်ဒါကတကယ်ကိုအလုံးအတွက်ကောင်းတဲ့အကျိုးပြုရာကံအတခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စူးစမ်းပြီးတော့စကားပြောတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ ပုံမှန်အားဖြင့်ဆိုလို့ရှိရင်စကားအများကြီးပြောရတဲ့လူမဟုတ်ဘူးအကျွန်တော်မိသားစုတွေမိတ်ဆွေတိုင်ဝမ်နေဆိုတည်ပါလေစကားအများကြီးပြောလို့မရှိဘူးပေါ့နော်ဟိုတိုးတော့နေတိုင်းပြည်အရေးအတွက်အရေးကြီးနေတဲ့အချိန်ခါဖြစ်နေတဲ့အခါမှာဟိုဒါကျွန်တော်ရဲ့အကူအညီအပေါ်ကနေဒီအနှစ်သာရလေးကိုဆွေးနွေးတင်ပြလို့ရဖြစ်ပါတယ် အော်ပြီးတော့နောက်တစ်ခုကကျွန်တော်အနေနဲ့အပူစကားတွေအများကြီးမပြောတတ်ဘူးပေါ့နော်ဟိုကျွန်တော်စကားပြောတာအမှန်တအားနဲ့ပါတယ်ဟိုစကလုံးဝေါ်ဟာရာပိုင်းဆိုင်ရာလဲကျွန်တော်အဲ့လောက်ထိမကြွမ်းကျင်ပါဘူးဒါကြောင့်မလို့အာဒီလိုကန့်သက်ထင်ကနေတိုက်ပီကိုချစ်တဲ့မေတ္တာအဖြစ်အာ all on အတွက်ပြုသဘောဒီဆောက်ဆရာဖြစ်စီလို့တဲ့အတွက်ကြောင့်ဆွေးနွေးတည်ပြအောင်ဖြစ်ပါတယ်ဆိုတော့အကြောင်းကိုရှင်းဥစွာပြောချင်ပါတယ် အဲကျွန်တော်အပြည့်တန်းညတန်းပြောလို့ရှင်လဲအချိန်ကြာကြီးဖြစ်သွားတယ်ပေါ့နော်အဲပြီးရင်ဟိုကကျွန်တော်ကဒီဒီစကားပြောတဲ့အခါမှာကျွန်တော်ရဲ့ဟိုစကလုံးကြီးပေါ်ထွက်တဲ့အရာတွေကအတန်ကသာနှီးတယ်ပေါ့နော်အဲစကားကိုဒါနှီးနှီးပြောတဲ့သူ ဖြစ်တဲ့အတွက်ကြောင့်တကယ်အာမကြည့်ချင်တဲ့ သူတွေရှိလို့ရှိရင်လည်းကြိုတောက်လို့ရပါတယ်။သို့တော့ကြီးပေးတော့ဖို့ကောင်းပါတယ်လို့ကျွန်တော်အနေနဲ့မြတ်တရက်ခံချင်ပါတယ်။ဘာသောလဲဆိုတော့ဒါတိုင်းပြည်တွင်အလုံးနဲ့သက်ဆိုင်တဲ့အကန့်အဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ဆိုတော့ဟိုကျွန်တော်တို့ဒီ NUG နဲ့ပတ်သက်ပြီးတော့ပေါ့လေ။ NUG ကဒီ NUG ရဲ့နိုင်ငံတကာဆက်ဆံရေးအပိုင်းမှာပေါ့နော်။သူတို့လောက်ကြပါတယ်အများကြီးလောက်တယ်။အာဒီ ဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ဒီ NUG နဲ့နိုင်ငံတကာဆက်ဆံရေးထက်ကနှစ်သာရလေးတွေပေါ့နော်တတိပြုဆရာလေးတွေနောက်တစ်ခါအပြန်ပြီးတော့မှပြုပြင်ပြောင်းလဲတဲ့အရာတွေအနောက်ပြီးတော့တကယ်အလုပ်တတိရောက်ဘလို့လို့ပြန်ပို့ပြီးတော့အလောင်းလောင်းကောင်းမလဲဆိုတဲ့အဥ္စာတွေကိုကျွန်တော်ဆွေးနွေးတင်ပြချင်ပါတယ်ဒီကနေ့ကျွန်တော်တို့တော်လှန်ရေးဟာဟိုရှင်းမပြုတ်ခဲ့တယ်လို့ပဲပေါ့နော်စိတ်ပိုင်းကြီးနှစ်ပိုင်းရှိရဲ့ ်တစ်ပိုင်းကတော့စည်ရည်ဖြစ်တယ်နောက်တစ်ပိုင်းကတော့ဒီနိုင်ငံရေးအပိုင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအပိုင်းကိုကျွန်တော်အနေနဲ့ဦးစားပေးပြမှာပြောချင်ပါတယ်အာတကယ်တမ်းကတော့တော်လှန်ရေးတစုံလုံးမှာကစည်ရည်နဲ့နိုင်ငံရေးကအလုံးတစ်လုံးတဝကြီးဖြစ်နေတယ်ပေါ့နော်တစ်လုံးတဝကြီးဖြစ်နေတယ်အာစည်ရည်တိုးတက်မှုအာရှိတယ်ဆိုလို့ရှိရင် ပြည်သူလူထုမှာထိခိုက်နေတာဆုံးဆုံးမှုပေးစပ်မှုတွေဟိုကြီးမားတယ်လို့ကျွန်တော်တို့ဒီရဲဘော်တွေတပ်ဖွဲ့တွေဖက်မှာလဲဟိုအများကြီးဆုံးလို့ရတာတွေအများကြီးရှိပါတယ်အားကြောင့်မလို့စီရေးကတော့ပြောမယ်ဆိုလို့ရှိရင် အမှားလိုက်ပေါ့နော်အမှားလိုက်ဖြစ်တယ်အားကြောင့်မလို့အမ်အမှားလိုက်ကအကောင့်နေတယ်ဆိုရင် ထိခိုက်မျက်နှာဆုံးရှုံးမှုကပိုပြီးကြီးမားတယ်လို့ကျွန်တော်တို့တွက်ဆလို့ရရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်အမလိုင်းအတွက်လိုအပ်ချက်ကအာဒီတောင်းဆိုမှုတွေစံခေါ်မှုတွေလိုအပ်မှုတွေကပိုပြီးတော့မြင့်တယ်မြင့်မားတယ်။အာပိုပြီးတော့မှဒီအာငွေကြေးဘဏ္ဍာပိုင်ဆိုင်ရာရင်းနှီးမြှုပ်နှံရမယ့်အပိုင်းတွေအများကြီးရှိရပေါ့နော်။ဒါကိုရင်းနှီးမြှုပ်နှံမှုလို့ပဲသုံးချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒါဟာ တကယ်တိုင်းပြည်အတွက်ပေါ့နော်ဟိုဒီအနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက်ကိုလိုအပ်တဲ့ယင်းနှိမ့်နှံမှုပြုနေတာပဲဖြစ်ပါတယ်။အာနောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တစ်ဖက်မှာအချမ်းဖက်အာဆီအာနာရှင်ဟိုစနစ်ကိုအာချိုးဖြတ်တယ်နောက်ပြီးတော့ဒီအမ်ပြူချအောင်ပေါ့နော်ပြူချရတာဖြစ်တဲ့အတွက်ဆောင်အမတန်ပြင်းထန်ပါတယ် ြင်းထန်တဲ့အတွက်ကြောင့်ပြီးထွက်စုကြူတွေစင်ခုံမှုတွေခုနပြောသလိုအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်ဘန္နာအီးပိုင်းဆိုင်ရာလိုအပ်ချက်တွေလည်းအများကြီးရှိတဲ့အခါမှာအဲ့ဒီရှာလေးကိုပြင့်မီအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကနစ်နာတယ်အာအဲ့ဒီအရှာလေးကိုပြင့်မီအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ရန်သူဘက်ကနေဟိုဆောက်ရှုံးမှုတွေဖြစ်လာမယ်ပေါ့နော်ဆိုတော့အခုချိန်မှာကျွန်တော်တို့ဒီ NGO ဘက်ကအဲ့ဒီအရှာကိုပြည့်စုံအောင်လုပ်နိုင်သလားဆိုတော့ မုန်းနိုင်တဲ့အနေအထားကိုမတွေ့ရအောင်ပေါ့နော်မတွေ့ရတဲ့အတွက်ကြောင့်အခုပြည်သူတွေကနှိမ့်နှခံရတဲ့ဟိုအခြေအနေမှာရှိရပေါ့ဒါတစ်ချက်ပေါ့နော်အမ်ဆိုတော့ကျွန်တော်အနေနဲ့အဓိကပြောချင်တာကနိုင်ငံရေးပိုင်းဆိုင်ရာပေါ့နော်နိုင်ငံရေးပိုင်းဆိုင်ရာကတော့အပြော့လိုင်းလို့ကျွန်တော်တို့ပြောရမယ်ဆိုတော့နိုင်ငံရေးပိုင်းဆိုင်ရာအထက်မှာရှိကဗီဒီယိုတွေအထက်မှာလည်းကျွန်တော်ပြောခဲ့ပါတယ် NUG ဟာသူ့ရဲ့ capacity ကမလုံလောက်ဘူး ။ဘာကြောင့်လဲဆိုလို့ရှိရင် NUG ထဲမှာရှိနေတဲ့ဝင်ကြီးတွေပေါ့နော်။အခုစုစည်းထားတဲ့ဝင်ကြီးတွေအဒုဝင်ကြီးတွေနောက်ပြီးတော့ဒီအာရှေ့မှာပေါ့နော်။ဟို NUG ကိုမွေးထုတ်ပေးခဲ့တဲ့ဒီ CRPH တို့တွေဟာနိုင်ငံရေး capacity ကမလုံးမလောက်ဖြစ်တယ်။အမ်အဲ့တော့ NUCC ဖက်မှာကောနိုင်ငံရေး capacity လုံးဝတလားလို့ပြန်ကြည့်လိုက်တဲ့အခါမှာအမ်အဲ့ဒါလည်းအဆင်မပြေဘူး။ဆိုတော့ CRPH ရဲ့ NUG ရဲ့ ် NUCC ရဲ့တုံးစုပေါင်းလာတော့မှနိုင်ငံရေး capacity ကမလုံလောက်ဘူးပေါ့နော်မလုံလောက်တဲ့အတွက်ကြောင့်ဘာဖြစ်နေသလဲဆိုလို့ရှိရင်အခုဒီနိုင်ငံတကာနဲ့ဆက်ဆံတဲ့နေရာမှာနိုင်ငံတကာကမကောင်းတက်လို့တုံ့ပြန်လာရိကိုပဲကျွန်တော်တို့ရနေပေါ့နော်အာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဟိုဒီပထဝီနိုင်ငံရေးအရာပေါ့နော်ဟိုကျွန်တော်တို့နိုင်ငံကိုအမျက်ထုတ်ခြင်းနဲ့ချဲလ်အချင်းတဲ့ ကစားကွက်တွေကိုသူတို့မှာနိုင်ငံရေး capacity မပြည့်ဝတဲ့အတွက်ကြောင့်ဟိုအဲ့ဒါကိုပြန်ပြီးတော့ဒီစကောမှုကြီးတွေကို ပြန်မတွန်းလှန်နိုင်ပြန်မတွန်းလှန်နိုင်တဲ့အခါမှာဒီ NUG NUCC ဆရာ PH တွေရဲ့လှုပ်ဆောင်ချက်တွေကနိုင်ငံရေးပိုင်းဆိုင်ရာအထက်မှာအများကြီးအရေးသွေးမပြည့်ဝနေတဲ့အတွက်ကြောင့်ဟိုနိုင်ငံတကာအနေနဲ့လည်းပြောမယ်ဆိုလို့ရှိရင်ဆက်ဆက်မှုအပိုင်းမှာတိတ်တိတ်တီတီမရှိပဲနဲ့ရောကြီးရောရဲဖြစ်တယ်ပေါ့နော် အဲ့တော့အာဒီနေရာမှာ EAO ရဲ့ခန္ဓာကိုကျွန်တော်ထည့်ပြီးတော့ပြောချင်ပါတယ်ကျွန်တော်အနေနဲ့ဟိုအစောပိုင်းကဒီအစည်းအဝေးတွေထဲမှာပေါ့နော်ထောက်ဆောက်ကျွန်တော်ပါဝင်တဲ့အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ EAO ကောက်ဆောင်တွေကိုနိုင်ငံရေးပိုင်းဆိုင်ရာအထက်မှာအာဒီတီတီရောက်ပေါ့နော်อืมဒီဟိုစီယုံပြီးတော့မှဟို ဦးစားပေးပြီးတော့ဒီရှေ့တန်းမျက်နှာစာနိုင်ငံရေးတိုက်စစ်ကနေအသုံးပြုဖို့အတွက်ကိုကျွန်တော်ခဏခဏအကြံပြုပါတယ်တတိလည်းပေးခဲ့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်အ NCC နောက်တစ်ခါအ CRPH နောက်ပြီးတော့ဟို NUG ရဲ့နိုင်ငံရေး capacity ဟိုတုံးခုပေါင်းလာတော့မှ EAO ကိုမမှီပါဘူး။ဘာကြောင့်လဲဆိုရင် ဒီ EAO ကိုခေါင်းဆောင်ကြည့်တဲ့ဟာနံပါတ်1တစ်ချက်ကဘဝအတွေ့အကြုံကပြေပါတယ်အဘဝအတွေ့အကြုံပေါ်ကနေနိုင်ငံအတွေ့အကြုံကိုတည်ဆောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့တို့ရဲ့ဘဝအတွေ့အကြုံတွေဟာနေပေါင်း80ကျခဲ့ပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နိုင်ငံရေးပိုင်းဆိုင်ရာတို့ရဲ့သိဉာဏ်ပညာမျှော်မြင့်တွေအဲ့ဒါတွေကကျွန်တော်တို့တိုင်းပြည်အတွက်အားကိုးလို့ရတယ်လုံးဝ100%အားကိုးလို့ရတယ် သို့တော့သူတို့မှလည်းသူတို့လူမျိုးစုအတွက်သူတို့မြို့သားအချို့စီပွားဆိုတာရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကပြန်လည်အသိမှတ်ပြုပြီးနားလည်ပြီးပို့လို့ရပေါ့နော်ဒါနဲ့ကျွန်တော်ရှေ့ကစီဝေးမှလည်းအများကြီးပြောခဲ့ပါတယ်အာစီဝေးတွေတိုင်းမှာပေါ့နော်ကျွန်တော်ဒီလိုအပ်ချက်တွေရှိတိုင်းကျွန်တော်ထောက်ပြတယ်တိုက်တွန်းခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ IAO ခေါင်းဆောင်ကြီးတွေရဲ့အာနိုင်ငံတကာဆက်ဆံရေးအပိုင်းနဲ့ ဒီနိုင်ငံတကာမျက်နှာစာမှာပေါ်လွင်ထင်ရှားမှုအပိုင်းနဲ့အာဒီ capacity ကနိုင်ငံတကာအသိမှတ်ပြုပါတယ်။သိမှတ်ပြုနိုင်တဲ့အနေအထားရှိတယ်။ဘာကြောင့်လဲဆိုရင်နှစ်ပေါင်း80တည်ဆောက်ခဲ့တာလေ။နှစ်ပေါင်း80အာဝါတွေ့ကြုံရှိရယ်။အာနိုင်ငံပိုင်းဆိုင်ရာရင်းချက်မှုတွေရှိရယ်။သို့တော့ခုနကျွန်တော်တို့ပြောတဲ့ NUCC, NUG, CRPH တို့ကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာ ်တဦးတယောက်ချင်းစီရဲ့နိုင်ငံရေး capacity နောက်တစ်ခါစုဖွဲ့တစ်ခုချင်းစီရဲ့နိုင်ငံရေး capacity ကိုပြန်ကြည့်တဲ့အခါမှာအရေးကြီးဆုံးကဘာလဲဆိုတော့ဘဝအတွေ့အကြုံနဲ့ရှင်တဲ့နိုင်ငံရေးအသိဉာဏ်ပညာအမြော့အမြင်ဒါတွေကအများကြီးလိုအပ်ချက်ရှိသေးတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီလိုလိုအပ်ချက်တွေရှိတဲ့အခါမှာဘောနော် အဲ့ဟာတွေကိုကျွန်တော်တို့ကပြန်ပြီးဖြည့်ဆည်းဖို့ကြိုးပမ်းရမယ်သို့တော့အာခုချိန်ထိကိုကြိုးပမ်းနိုင်တဲ့အနေအထားကိုလည်းမတွေ့ဘူးပေါ့နော်နောက်တစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်အာအများစုကဒီ NGO နောက်ပြီးတော့ဒီရပ်ဖက်ဖွဲ့စည်းအတိုက်ဝန်းဒီမွေးဖွားဖြစ်တဲ့ဘူကံပြီးပြီးတော့ဟိုအခြေခံလာတဲ့ဒီ ဘဝရီနောက်တစ်ခါဒီနှစ်နှစ်ပေါင်း80မဟုတ်ဖက်နဲ့ပေါ့နော်ဒီအနှစ်အ340တော့တွေ့ထဲမှာပေါ့လေဆိုတော့ဒီလိုဖြစ်တည်လာတဲ့အခါမှာတချို့တွေကအာဒီမိုကရေစီအတွက်ထောင်ချဖို့ရယ်ဆိုရင်ဒီပေးစနစ်နာမှုတွေအလုံးကိုကျွန်တော်အနေနဲ့အတိမတ်ပြပါတယ်လေးစားပါတယ်တိုးတော့အာထောင်ချဖို့တိုင်းရင့်ကျက်တာမဟုတ်ဘူး အပြင်မှာနေလဲရင့်ကျက်အောင်နေရင့်ကျက်ပါတယ်အဲ့တော့ဒီစစ်အာဏာရှင်ရဲ့ဟိုလက်ဖြားမှုတွေစစ်အာဏာရှင်ရဲ့နိုင်ငံရေးပေါ်ပါပေါ့နော်အဲ့ဒါကိုပြန်ပြီးတွန်းလှန်နိုင်တဲ့အာ capacity မျိုးမတွေ့ရအောင်အဲ့လိုမတွေ့ရတဲ့အခါမှာဒီအင်အားစုတွေကထိတ်တန့်ကနေဘလို့မှနိုင်ငံရေးကိုဥဆောင်လို့စင်မပြေဘူးဒါကို ဘယ်နေရာမှာတည်ရလဲစီဝေးတွေတွေးဆောင်ဆွေးနွေးတဲ့နေရာတွေညှိနှိုင်းတဲ့နေရာတွေเนาะအဲ့မှာအများကြီးကျွန်တော်တို့တွေ့ရတယ်ဆိုတော့အာပုံကိုရေးပိုင်းဆိုင်ရာဟိုပုံကိုရေးပိုင်းဆိုင်ရာလို့ပြောလို့ရှိရင်မိသားစုတမွေဝမ်းကြောင်းလို့ဘာလို့ပြောတာပေါ့เนาะဆိုတော့အာအဲ့လိုမျိုးအပိုင်းတွေကိုခဏခောက်ထားရင်တောင်မှပဲ ကျွန်တော်တို့ဒီလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်တိကျမှုပြသမှုတွေဟိုတကယ်တိုင်းပြည်အတွက်ကိုအကျိုးပြုနိုင်တဲ့အာတွေးခေါ်ကောင်းလေးရင်းချက်မှုတွေအဲ့ဒီအရာတွေကလုံလောက်နိုင်မလုံလောက်ဘူးလို့ပြောတော့ဘယ်သူတွေကအပြစ်ဆုံးနေလို့လဲလို့ပြန်ပြီးတော့ဟိုမေးခွန်းထုတ်ဆရာရှိတယ်ပေါ့နော်အဲ့တော့လူစုရာကတော့မပြည့်စုံသို့တော့ ပြည်သူလူထုတွေကထောက်ပြလာလို့ရှိရင်အဲ့ဒီထောက်ပြမှုဝေဖန်မှုပေါ့နော်ပြည်သူလူထုကဝေဖန်မှာပဲတခုခုဆိုလို့ရှိရင်ဝေဖန်တဲ့အရာတွေမန္တရော မာရရောကောင်းလာရောစိုးလာရောအကုန်ထောက်ပြမယ်ဝေဖန်မယ်မချုံလဲဆိုသူတို့ simple ဟို simple မှာရှိနေဖို့ကိုသူတို့လက်ခံထားတယ်လေဒါကြောင့်မို့လို့ဒီလိုပြောလာတဲ့အခါကျရင်ဟို လိုပဲဖြစ်ဖြစ်ပေါ့နော်နှိမ့်ချမှုရှိရမယ်တိခတ်မှုရှိရမယ်နောက်ပြီးတော့တောင်းပန်တိုက်ရမယ်ပြီးသူအာကျွန်တော်အနေနဲ့ဒီနိုင်ငံရေးပညာတွေနိုင်ငံရေးသိပ္ပံပိုင်းဆိုင်ရာပညာရပ်တွေကျွန်တော်မသိယူဘူးပေါ့ကျွန်တော်လက်လမ်းမိတလို့ဟိုလေ့လာဖတ်ရှုဖူတာတွေပဲရှိရပေါ့နော်ဆိုတော့နိုင်ငံရေးသိပ္ပံဆိုင်ရာလုပ်ငန်းစဉ်တွေကျွန်တော်မသိတလို့အာဒီလို ပညာရည်ကြီးသခန်းတနာနဲ့လူတွေဘွားတွေအသက်တွေအများကြီးချိန်ပေးနေတဲ့အချိန်မှာဟိုပညာရည်ကြီးရသခန်းတနာဖြစ်နေပြီးတော့လက်တွေ့ဘွားမှာကောင်းကောင်းမလုပ်နိုင်တဲ့အခြေအနေကိုကျွန်တော်အနေနဲ့ဘလို့ပဲဖြစ်ဖြစ်အံ့ဩရတယ်ပေါ့နော်ဆိုတော့ဟိုပညာရှင်တွေကိုလည်းလေ့စားပါတယ်ဘာပဲပြောပြောတူတော့ ဒီလိုထောက်ပြလာတဲ့ဝေဖန်လာတဲ့အခါမှာလက်ခံရမယ်တောင်းပန်တတ်ရမယ်ဒီသူလူထုရှိမှဝင်ချတတ်ရမယ်ဒါမှပဲဒါဟာဘဝရဲ့ဟိုနေရာမှာတစ်ခုဖြစ်ပါတယ်ဒါမှပဲကိုယ့်ရဲ့ဝင်ထုတ်ဝင်ပူတွေကလည်းပို့ပြီးတော့ပေါ်ပါသွားသလိုဟိုတိုင်းပြည်အတွက်လည်းပို့ပြီးကောင်းတဲ့အရာတွေကိုကြိုးပမ်းနိုင်မှာဖြစ်တယ်ပေါ့နော်ဒါလက်တွေ့ဘဝထက်ကနေကျွန်တော်ဟိုချိန်ဆပြီးတော့ပြောပြတဲ့အရာဖြစ်ပါတယ်အဲ့တော့ ဒါမျိုးတွေကိုမလုပ်တတ်ကြဘူးပြီးသူလူထုထောက်ပြလာတယ်ပြောဆိုလာကြတဲ့အခါမှာခေါင်းဆောင်ပြောင်းရဲ့နေရကနေအော်ကိုကဥဆောင်နေတယ်ကိုကခေါင်းဆောင်ဖြစ်တယ်ဒါကြောင့်မလို့ပြီးသူလူထုကိုဘယ်လိုနားဝင်အောင်ပြောပြမယ်ဆိုတဲ့အပိုင်းတွေကအရန် on air ပါတယ်အဲ့တော့တမတခါတို့ဟိုနပတ်တခါတို့အဲ့လိုမျိုး သတင်းစာရှင်းလင်းပွဲတွေပြီးရင်ဟို briefing ပေးတဲ့အဥ္စာတွေပေါ့နော်ဒါတွေကတစ်ပိုင်းပါတစ်ပိုင်းဖြစ်ပါတယ်တော့အဲ့ဒီ briefing အပိုင်းတွေမှာလည်းအများကြီးတကယ်တမ်းဆိုရင်လိုအပ်ချက်တွေရှိပါတယ်အဲ့တော့နိုင်ငံတကာနဲ့ဆက်ဆံတဲ့အပိုင်းမှာနိုင်ငံတကာအဆိုတာဟာပညာရေးမှာကျွန်တော်တို့တိုင်းပြည်ထဲအများကြီးအခြေသွေးမြင့်ပြီးတော့မှအများကြီးရှေ့ရောက်ပြီးသားဖြစ်တယ် ဆိုတော့ဒီလိုလက်တွေ့ကြကြနေပေါ့နော်သူတို့အများကြီးသင်ယူခဲ့ပြီးတဲ့လူတွေဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါမှာသူတို့မှာကအာနှလုံးရေပိုင်းဆိုင်ရာအများကြီး capacity ရှိတယ်လို့ကျွန်တော်တို့မှတ်ယူလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုတွေ့ဆုံကြရင်ပြောဆိုကြတဲ့အခါမှာသူတို့စကားပြောကြည့်တယ်သူတို့တွေ့မယ်စကားပြောကြည့်တယ် တစ်ခွေပြီးတစ်ခွေတွေ့တယ်အဲ့တော့စစ်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 လည်းမတွေ့နိုင်ဘူးအာတစ်ခွေပြီးတစ်ခွေတွေ့တယ်နောက်ပြီးတော့သူတို့နောက်ထောင်ကြည့်တယ်အတန်တရားကိုင်းနေတယ်သဘောထားတွေကကိုင်းနေတယ်အဲ့လိုမျိုးတွေတွေ့တဲ့အခါမှာနိုင်ငံကဘယ်လိုကူညီပေးမှလဲအဲ့တော့နိုင်ငံတွေကိုခွဲပြီးတော့ဆက်ဆံရေးလုပ်ဖို့အတွက်ကိုပြန်ပြီးတော့စဉ်းစားတယ်ဒါမဲ့အဲ့ဒီအပိုင်းလဲအောင်မြင်တယ်လို့ပြောလို့မရအောင်ဘာကြောင့်လဲဆိုရင် အခုချိန်ထိဒီပြည်သူလူထုကိုဘယ်လိုလာကာကွယ်ပေးမယ်လုံခြုံအောင်ဘယ်လိုလုပ်ပေးမယ်ကျွန်တော်တို့တပ်ဖွဲ့တွေကိုအာဟာရပိုင်းဆိုင်ရာဘယ်လိုဖြည့်ဆည်းမယ်ထောက်ပံ့မယ်စားတဲ့အရာတွေကထင်းထင်းပေါ်ပေါ်ဘူးမှမလုပ်ရဘူးတကယ်လို့အတိမတ်ပြုတ်ပြီဆိုရင်ဒါတွေကလုံလာမယ်ဒါမျိုးတွေကလုံလို့ရတယ်ကျွန်တော်အဲ့ဒီအပိုင်းတွေဟာကျွန်တော်တို့တွေကညာကြီးဒီ ထဲမှာမဟုတ်ရင်တော့အပြင်ကနေကြည့်လို့ရပါတယ်ကြည့်မြင်တုံ့တက်လို့ရတယ်ပေါ့နော်အကြောင်းမလို့အာလာမဲ့ဗီဒီယိုတွေထားလို့ရှိရင်ဒီနိုင်ငံတကာဆက်ဆံရေးပိုင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံလေးတွေခွဲပြီးတော့ကျွန်တော်ဟိုဗီဒီယိုတွေပြန်ပြီးတော့ဆွေးနွေးတင်ပြဖို့စဉ်းစားထားပါတယ်ကြည့်ရှုပြီးတဲ့အတွက်ကြောင့်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပြီးကင်းလုံးထုံးချပါစေ အလုံးအစဉ်ပြေကြပါစေ၊ကျန်းမာကြပါစေ။မြမပြည့်အမြန်ဆုံးပြန်လည်ရင်ချမ်းပြီးတော့ဖွံ့ဖြိုးတိုးတက်ပါစေလို့ဆုမကောင်းတောင်းပါတယ်။